လက်နက်ကင်တွေကြားမှာဖြစ်တဲ့ပြိပခါကိုဖြည့်ရှင်းရမှာတမတော်ရဲ့အခန်းကဏ္ဍဟာလက်ရှိအစိုးရထက်ပိုပြီးတော့အရေးပါကြောင်းသုံးသပ်မှုတွေရှိနေပါတယ်ဒီသတင်းကိုတော့ဒေါ်လေးလေးမုံကပေးပို့ထားတာပါ NCA လို့ခေါ်တဲ့တနိုင်ငံလုံးအပြစ်ခတ်ရစဲရေးဆိုင်ရာသဘောတူစာချုပ်ချုပ်ဆိုနိုင်ဖို့နဲ့ပတ်သက်ပြီးတမတော်ပေါ်လက်ရှိအရက်ဖက်လူအဖွဲ့စည်းငြိမ်းချမ်းရေးဖိုရမ်ကသုံးသပ်လိုက်တာဖြစ်ပါတယ်တရားဝင်လက်နက်ကင်ဆောင်ခွင့်ရှိတဲ့တမတော်ကလက်နက်ကင်အချင်းချင်းကြားပြဿနာကိုဖြည့်ရှင်းရမှာပိုရေးပါတယ်လို့လည်းပြောပါတယ် ဘယ်နေရာတွေနဲ့ထောက်ပြရမလဲဆိုလို့ရှိရင်ဥမာကချင်လိုကိစ္စမျိုးပေါ့စပြီးတော့ဒီအစိုးရတက်ခါစားမှာဖြစ်တဲ့အခါမှာသမရာကြီးကတဝန်လာပို့တာဆိုပေမဲ့ကော်ဝေးဦးစီးချုပ်ကဆက်လက်ပြီးတော့တိုက်ပွဲလေးတွေစတဲ့ဖြစ်နေတာလေးတွေကိုအရင်တော့ကြုံတွေ့ခဲ့ရတယ်ဒါအိုကြီးချင်းအမြင့်ဒါတပ်မတော်ရဲ့ခန္ဓာ ဟာအရေးကြီးတယ်လို့ပြောချင်စေဘက်အရက်ဘက်ဆက်ဆံရေးနောက်ပြီးတော့ဒီလက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ဆက်ဆံရေးစေဆံညှိနှိုင်းရေးမှာတော့ဒီရတဲ့အခက်ခဲအတားဆီးတွေပေါ့နော်မလိုလားအပ်တဲ့ပြဿနာတွေတော့ကျွန်တော်တို့ရှိနေအောင်ပါပဲလုံပိုက်ခွင့်အခွင့်အာဏာခွဲဝေဖို့ကအစတိတိကျကျပေါ့နော်ဒီဟာကိုနောက်ပြီးတော့နယ်စပ်မှာရှိနေတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကိုတချို့ဟာတွေကိုဒီ BGF ပေါ့နော်ဒီနယ်ခြားဆောင်တဲ့ပြောင်းမဲ့ကိစ္စတွေဒီဟာတွေကအစတချို့ဟာတွေ ဟိုနော်ချင်းချင်းလင်းလင်းကျွန်တော်တို့ခွဲခြားပြီးတော့ညှိနှိုင်းပြီးတော့ဆောင်ရွက်ဖို့လိုအပ်တယ်ဒီအတွက်ကြောင့်တက်မလို့ရအခက်ခဏဒီဟာပုံမှာတော့အရေးပါနေအောင်မှာလို့ကျွန်တော်မြင်နေပုံနော် အရင် NCCT အဖွဲ့ကနေ ST လို့ခေါ်တဲ့အစ်မြင့်ညီနိုင်ရဲ့အဖွဲ့နဲ့အစိုးရကိုယ်စားလှယ်တို့ကိုကြိမ်မြောက်တွေ့ဆုံပြီးအပြစ်ခတ်ရဆဲရေးစာချုပ်မူကြမ်းကိုနိုင်ငံပိုင်သတင်းစာတွေကနေဖော်ပြခဲ့ပါတယ်။ဒီစာချုပ်မူကြမ်းကိုလက်မှတ်ရေးထိုးဖို့အတွက်အစိုးရကနေတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့15ဖွဲ့ကိုဖိတ်ခေါ်ထားပါတယ်။လာမယ့်စက်တင်ဘာ9ရက်နေ့မှာတော့ ST လို့ခေါ်တဲ့အစ်မြင့်ညီနိုင်ရဲ့အဖွဲ့တွေနဲ့သမရကာကွယ်ဦးစည်းချုပ်တို့တွေ့ဆုံဖို့ရှိပါတယ်။ထိပ်သီးကိုယ်စားလှယ်ချေဦးပေါ့နော်။အဲအဲ့တော့နေပြည်တော်မှာသွားပြီးတော့သမရ နဲ့တွေ့မယ်နောက်ပြီးကာကွယ်ဥစည်းရှုံးနဲ့တွေ့မယ်ဆိုပြီးသူတို့ထုတ်ပြန်ထားတယ်ပေါ့နော်အဲ့တော့ဒီရှေ့ဦးဟာဒီသူတို့ဘက်ကမန်ဒိတ်ပေးလိုက်တာဖြစ်တယ်ပေါ့နော်ဒီကဒီအောင်နှိမ့်နိုင်တဲ့အခါပဲကျွန်တော်တို့အနေနဲ့ပေါ့မြင်တာကပြေးပြေးလည်လည်နဲ့ပေါ့နော်လိုလားချက်တွေကျွန်တော်တို့တကယ်စစ်မှန်တဲ့ပြည်ထောင်စုသွားနိုင်မဲ့ပုံစံတွေကိုနှိမ့်နိုင်ဆောင်ရွက်ခဲ့နိုင်ဖို့ကအရေးကြီးတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော် SD ဘွဲ့ပုဂ္ဂိုလ်တွေဘာတွေကိုဆက်သွယ်မေးမြန်းတာနဲ့မေးမြန်းချက်တွေကိုဖြေလိုက်တဲ့အခါကျတော့လေသူတို့က22ဖွဲ့အဲပါဝင်မှာ all inclusive ပေါ့လေ အကုန်လုံးပါဝင်မှာလက်မထိုးမယ်ဆိုတဲ့အတန်ကိုလည်းကြားပါဆိုတော့ဒီရှိအောင်နဲ့တွေးတဲ့ဘွယ်မှာသူကလည်းသူငါလည်းငါဆိုပြီးတော့ဟိုဘက်ကလည်း15ဘွယ်ပဲဗျာ15ဘွယ်လွဲတော့ကျိုးလို့မထိုးဘူးဗျာဆိုပြီးတော့ပြောမယ်ဒီဘက်ကလည်းကျိုးတို့ကလည်း all inclusive ဗျာ all inclusive မစင်မစင်မထိုးဘူးဗျာလို့များဖြစ်ခဲ့ရင်ဆဲတို့တမိုင်းကြီးတပတ်တကြော့နှုတ်ပြန်ပြန်လေပြီးတော့48 49လို့မျိုးပြည်ရင်းမငြိမ်မသက်မှုကြီးဖြစ်လာမှာပြည်သင်းစစ်မီး ောက်လောင်သွားမှာအရင်ဆိုးရင်ပါတယ်အရင်ဆိုးရလက်ထက်တွေမှာတော့တိုင်းရင်သားလက်နဲ့ကင်ဖွဲ့တွေနဲ့ညဉ့်ညာရေးဆွေးနွေးပွဲတွေတော်တော်များများအောင်မြင်မှုမရရှိခဲ့ပါဘူးလက်ရှိဆိုးရလက်ထက်မှာတနိုင်ငံလုံးအပြစ်ခတ်ရေးဆက်ရေးစာချုပ်အပြစ်သက်လက်မှတ်ရေးထိုးနိုင်မှုစူးစမ်းနေတာ2011ကနေ2015အထိရှိလာခဲ့ပါပြီကျမလေးလေးမောင်မ